င်္ဂလာပါရှင်မေလ23ရက်သမစ္စမပရိုင်တိုင်းမစ္စမတရက်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျမကျူထန်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါအခုရင်ဆုံးအနေနဲ့သတင်းကောင်းစင်တွေကိုကြောပြပေးချင်ပါတယ်လူ22ယောက်တိဆုံခဲ့ရတဲ့ဦးထိန်တွင်းစာတင်ကြောင်းဘုံကျဲခရရမှုအတွမှာကလေး9ယောက်ဟာအသက်အန္တရာယ်ဆိုးရိမ်နေရပါတယ်ငလင်းကြောက်ရလာတဲ့လူသားစာနာအကူအညီတွေကိုလက်နက်တပ်ဖွဲ့အစအုပ်စုကအသုံးပြုနေတယ်လို့ NUG ကပြောလိုက်ပါတယ် ရဲတိတောင်မှာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်73ရောက်ထမင်းနဲ့တိစုံခဲ့တယ်လို့ AA ကပြောလိုက်ပါတယ်။အပြည့်ရက်ထားတဲ့စစ်ကောင်စီတပ်ဟာ TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုလည်းဆက်ပြီးတော့ဘုံကျဲနေပါတယ်။နိုင်ငံတကာဘက်မှာတော့ညံရီတုမိုဘိုင်းခွင့်တိုက်ပွဲမှာဗီရိရှောက်အစိုးရအနောက်ဆက်ကြုံနေရတယ်ဆိုတဲ့သတင်းလေးအပောင်းဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရငွေစည်းရွှေစည်းတွေကိုလည်းစုစည်းတင်ဆက်ပေးသွားမှာပါရှင် အခုပထမဆုံးအနေနဲ့လူအသေးပြောက်များခဲ့တဲ့ဒေပရင်မြို့နယ်တမရှိတဲ့အိုးထိန်တွင်စာတင်ကြောင်းကိုမနေ့ကမေလ12ရက်မနက်ဘုံကျဲမှုမှာဒဏ်ရာရတဲ့သူတွေအထက်ကနောက်ထပ်ចောင်းစရာတယောက်လက်ဖြက်လိုက်ရပြီးတော့ចောင်းသူចောင်းသား9ယောက်ကတော့အသံအရည်စိုးရိမ်နေရတဲ့အခြေအနေဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်တေဆုံးသူ22ဦးထိရှိခဲ့တဲ့ဒေပရင်မြို့အနောက်တောင်ဘက်9မိုင်အကွာမှာရှိတဲ့တထပ်တိုက်စာတင်ကြောင်းအပေါ်ဘုံကျဲမှုမှာဒဏ်ရာရသူပေါင်း48ယောက်အထိရှိခဲ့ပါရယ် တည်ဆုံးတဲ့သူတွေမှာ grade 2အဆင့်ကနေ grade 11အဆင့်ကျောင်းသူကျောင်းသား20ယောက်နဲ့ကျောင်းဆရာမ2ယောက်ပါဝင်ပါတယ်တရားရတဲ့သူတွေအထက်မှာအသက်52နှစ်အရွယ်ကျောင်းဆရာဦးမောင်လွင်ကဘဲဘက်လက်ကျိုင်းအောက်ကနေဖြတ်တောက်လိုက်ရတာဖြစ်ပြီးခွဲစိတ်ကူတာမှု PCB ဖြစ်တယ်လို့သိရပါဗျ။ ဦးမောင်လွင်ဟာလုတ်သက်၁၀နှစ်လောက်ရှိတဲ့ចောင်းစရာတယောက်ဖြစ်ပြီးတော့စာနာမသိမ့်မိကကိုပိုင်းចောင်းနေမှာចောင်းစရာလုတ်ခဲ့သူဖြစ်ပြီးဈာကာလာပညာရေးမှာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံစာသင်ကျောင်းနှစ်ခုမှာယူပပေရာနဲ့သင်ချာနှစ်ပါးသာသင်ကြားပေးနေသူဖြစ်ပါတယ်။ဘုဒ္ဓလင်မြို့နယ်တက်ကစေယုံတွေကိုပို့ဆောင်ထားခဲ့ရတဲ့ဒဏ်ရာရတဲ့သူတွေအထက်ကတချို့ကိုမန္တလေးကိုပြောင်းရွှေ့ကုသမှုခံယူနေရတယ်လို့လည်းသိရပါတယ်။ကလေး၅ယောက်ကတော့အတန်အရည်စိုးရိမ်နေရကြောင်းကိုအိုးထိန်တွင်ကြေးရွာပညာရေးဘုတ်အဖွဲ့ဥက္ကဋ္ဌကိုမုတ်စိတ်ကပြောပါရယ် ကိုမုတ်ဆက်ရဲ့ grade 5တက်နေတဲ့သားတယောက်နဲ့ grade 11တက်နေတဲ့သားတယောက်ကလည်းထိခိုက်ဒဏ်ရာရပြီးတော့ဆေးကုသမှုခံယူနေရပါတယ်ဒဏ်ရာရတဲ့သူတွေအထက်မှာចောင်းဆရာဆရာမ9ယောက်ပါဝင်ပြီးတော့ကျန်တဲ့သူတွေအားလုံးဟာចောင်းသူចောင်းသားတွေဖြစ်ကြပါတယ်။စေဝါနဲ့ဆရာဝန်ရမလောင်ငါမှုကအခက်အခဲဖြစ်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်ရှင်။ရခိုင်ပြည်နယ်ဘက်ကနဲ့ဆက်ချင်ပါတယ်။ ရခိုင်ပြည်နယ်ရသေတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုဒီကနေ့မေလ23ရက်မနက်ပိုင်းမှာဘုံကျဲခံရပြီးတော့ကနိုးအနေနဲ့တေဆုံးသူရုပ်အလောင်း73လောင်းထိရရှိထားပြီးတော့20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အာရခတ်တပ်တော် AA ပြောခွင့်ရသူဦးခိုင်ဒုက္ခကပြောပါရယ်။နေအိမ်ကတော့72လုံးပျက်စီးသွားတယ်လို့လည်းပြောပါရယ်။ ထွန်းရွေရွာဟောင်းကျေးရွာကိုဒီကနေ့မေလ23ရက်မနက်7:00နာရီလောက်မှာစစ်ကောင်စီရဲ့ Jet Fighter နဲ့ပေါင်900ပုံးနှလုံးလာရောက်တဲချခဲ့တာဖြစ်ပြီးတော့လက်ရှိမှာအပြက်စီးတွေကြားထိခိုက်သေးဆုံးသူတွေထပ်ရှိနေနိုင်သေးတဲ့အတွက်ထိခိုက်သေးဆုံးမှုအရေအတွက်ပိုပြီးတော့များလာနိုင်တယ်လို့လည်းသူကဆက်ပြောပါတယ်စစ်ကောင်စီဟာမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြက်ခတ်ရက်စဲရေးကာလထပ်တိုးကြောင်းကြေညာထားပေမဲ့သူတို့ရဲ့ကြေညာချက်ကိုမြေပြင်မှာသူတို့ကိုယ်တိုင်လုံးဝလိုက်နာတာမရှိဘူးလို့လည်းဥက္ကဋ္ဌဒုခကဆက်ပြောပါတယ်ရှင် ငလျင်ကြောင်ရရှိလာတဲ့လူသားစာနာထောက်ထားမှုအကူအညီတွေကိုစစ်ကောင်စီကလက်နက်တပ်ဖွဲ့အုံပြုနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောလိုက်ပါတယ်။ စစ်ကောင်စီဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြီးကိုအကြောင်းပြုပြီးတော့နိုင်ငံတကာပြည်ရင်းကုမ္ပဏီတွေနဲ့ခရိုနီတွေစီကနေစုစုပေါင်းအမေရိကန်ဒေါ်လာ192.86တန်းအပြင်စာနယ်ရိက္ခာအတုံးအဆောင်စီးဝါနဲ့အရေးပေါ်လွှတ်တဲ့ပစ္စည်းတွေအများပြားရရှိခဲ့ကြောင်းဒီကနေ့မေလ17ရက်မှာလှုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာအမျိုးသားညညရဲ့အဆိုအရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောပါရစေ။ နိုင်ငံကကပေးပို့တဲ့လူသားစာနာထောက်ထားမှုအကူအညီတွေကိုဖြစ်တယ်လို့စုပုံထားတယ်လို့ငလျင်ဘေးတဲ့ပြည်သူတွေအတွက်ခိတ္တနားခိုရာနေရာတွေကိုလည်းလုံလောက်စွာစီမံပေးနိုင်တာမရှိတာကြောင့်ပြည်သူတွေကအကာအယံမရှိစမ်းမရေးနဲ့ညှဉ်းညွတ်မှုမရှိတဲ့နေရာတွေမှာဖြစ်တယ်လို့တဲထိုးနေကြရတာကလက်ရှိအချိန်ထိဖြစ်တယ်လို့လည်းဆိုပါရယ်။ဒါအပြင်စစ်ကောင်စီအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလက်နက်တပ်ဖွဲ့အုံပြုနေတာနဲ့ပတ်သက်ပြီးနိုင်ငံကကသတိပြုမိစေဖို့အချက်လက်တချို့ကိုလည်းပြောပြခဲ့ပါရယ်။ စစ်ကောင်စီဟာသခိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကစပြီးတော့မေလ9ရက်နေ့အထိတိုင်းနယ်ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း382ခုလှုပ်ခဲ့ပြီးတော့ပြည်သူ334ယောက်တိဆုံးခဲ့တယ်လို့ NUG ကပြောထားပါတယ်ဒါပြင်အရီတလအခွဲကာလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူနေအိမ်900ကျော်စာသင်ကျောင်း40ကျောင်းနဲ့ဘာသာရေးအဆောက်အုံတွေဖြစ်တဲ့ဖုန်ကြီးကျောင်း20ကျောင်းခရစ်ယာန်ဖျားကျောင်း၄ကျောင်းနဲ့ဗလီတလုံးတို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါပါတယ်ရှင်။ တမ်းမြသားလူမျိုးရေးတမရော TNL သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မန်တုံမြို့နယ်မိုင်းငော့မြို့တွေကိုစစ်တပ်ကမနေ့ကညပိုင်းမှာ Jet Fighter နဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတယောက်သေဆုံးပြီးတော့၃ယောက်ဒဏ်ရာရခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ မနေ့ကမေလ12ရက်ည7:00နာရီလောက်မှာမန်တုံမြို့အောင်ချမ်းသာရပ်ကွက်ကိုပုံနှလုံးကျဲချခဲ့တာဖြစ်ပြီးတော့လူသေးဆုံးတန်ရာရမှုအပြင်လူနေအိမ်28လုံးထိမှန်ပျက်စီးခဲ့ကြောင်းမိုင်းကောမြို့တာလုံရပ်ကွက်စာတင်ကျောင်းအနီးကိုလည်းည8:40မိနစ်လောက်မှာဂျက်ဖိုက်တာနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ စကောင်စီအနေနဲ့ငလျင်တန်းကယ်ဆယ်ရေးအတွက်မေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရက်စဲကြောင်းကြေညာထားပေမဲ့ TNL ထိန်းချုပ်ထားတဲ့ဒေသတွေထဲကိုနေ့စဉ်နေပါလေကြောင်းတိုက်ခိုက်မှုပုံကျဲမှုတွေလုပ်နေတယ်လို့ TNL ကပြောပါတယ်ပြကရမေလာ7ရက်နေ့ကလည်းနောင်ချိုမြို့နယ်တမတိုက်ပွဲဖြစ်ပွားတာမရှိဘဲ TNL တပ်ဖွဲ့ဝင်တွေရှိတဲ့ရွာပြင်ကျေးရွာအနီးတစ်ဝိုက်ကိုလက်နက်ကြီးနဲ့၄ချိန်ပစ်ခတ်ခဲ့တယ်လို့သိရပါပါတယ်ရှင်။ ကျောင်းသူကျောင်းသား20နဲ့ဆရာမ2ယောက်အစုလိုက်အပြုံလိုက်တည်ဆုံခဲ့တဲ့တပင်းမြို့နယ်ဦးထိန်တွင်ကြေးရွာစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်မှုမှာစစ်တပ်ကထပ်ဆင့်ပောက်ကွဲစေတဲ့ cluster ဘုံအုံပြုခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ အာနာတိုင်းစစ်တပ်ဟာမနေ့ကမနက်9နာရီခွဲမှာအတန်းတင်စာမေးပွဲဖြည့်ဆည်းဖို့ဖြင်းပြင်ဆင်နေတဲ့အိုထိန်တွင်းစာတင်ကြောင်းကိုဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်မူလာရန်ကလေးငယ်ចောင်းသားចောင်းသူတွေအပါအဝင်22ယောက်တိဆုံးခဲ့ပြီးတော့48ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ကလစတာဘုံအုံပြုတ်တိုက်ခိုက်မှုကိုမျက်မြင်သက်သေရဲ့ထွက်ဆိုချက်တွေနဲ့ကျွမ်းကျန်တဲ့ဘုံတီအပိုင်းအစအထောက်ထားတွေအရာသိရတယ်လို့လည်း UNG ဘက်ကပြောပါရယ်။မြစမအနေနဲ့တော့တိကျအတိမပြုတ်နိုင်သေးပါဘူး။ အမျိုးကြီးလူအခွင့်ရေးဝန်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးဒန်းတူညီမျှမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဥတီချက်တွေအတိုင်းခိုင်ခိုင်မာမာကင်ဆွဲပြီးတော့စစ်တပ်ရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါရယ်မူလပုံသေးကနေဒါဇင်နဲ့ချီတဲ့ဘုံအသီးလေးတွေပြန်ကျဲပြီးထက်ဆင့်ပေါက်ကွဲစေတဲ့ဖြတ်အားပြင်ကလပ်စတာဘုံဟာလူအများအပြားသိစေနိုင်တဲ့အတွက်နိုင်ငံတကာကအသုံးပြုခွင့်တမျက်ထားပါရယ်ရှင်ပြည်တွင်းသတင်းတွေအပြီးမှာတော့နိုင်ငံတကာသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါ ညာရီတုတ်မိုဘိုင်းကွင်းတိုက်ပွဲမှာဗီရိရှအစိုးရအနောက်ရှက်ကြုံနေရပါတယ်။ဒီသတင်းအကြောင်းအရအပြည့်စုံကိုမင်းသမားသတင်းတော်ကိုခန့်တွေကဆက်လက်တင်ဆက်ပေးမှာပါရှင်။ဗီရိရှအထက်လွှတ်တော်ကအမှုပညာပစ္စည်းနဲ့အချက်လက်ဖန်တီးထုတ်လုပ်သူတွေအတွက်ပုံမကောက်ွယ်ပေးရေးကိုတနင်္လာနေ့ကထောက်ခံလိုက်တာကြောင့်အသိဉာဏ်တူကုမ္ပဏီတွေဒေတာအချက်လက်ပုံမလွယ်ကူရရှိရေးစီစဉ်ဆောင်ရွက်နေတဲ့ဗီရိရှအစိုးရအတွက်အနောက်ရှက်တွေကြုံတွေ့လာနေရပါတယ်။ အသိဉာဏ်တုလေ့ကျင့်ရေးမှာ data အချက်လက်တွေအသုံးပြုရေးနဲ့ရရှိရေးဥပဒေကြမ်းမှာဘူပိုင်ခွင့်ကင်းလွတ်ခွင့်ပြုရေးကို labor အစိုးရဝန်ကြီးချုပ် Kia Starmer ကလိုလားပါတယ်အဆိုပြုထားတဲ့ဥပဒေကြမ်းမှာအသိဉာဏ်တု moral ဖန်ကြီးပြုလုပ်နေတဲ့ company အချို့ဟာအချို့တော့အမှုပညာပျက်စီးနေအချက်လက်တွေကိုရယူရမှာခွင့်ပြုချက်ရယူဖို့မလိုပါဘူး ဒီချက်ကြောင့်ယဉ်ကျေးမှုကဏ္ဍမှာ ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ကြုံခဲ့ရပါတယ်။ပေါ်မတ်ကာတနီအတန်ဂျွန်နဲ့ဒူအာလီဘာတို့အပါအဝင်အမှုပညာရှင်တွေဖန်တီးသူ400ကျော်တို့ကဒီအစီအစဉ်ကိုဖျက်သိမ်းဖို့အိတ်ဖွင့်ပေးစာတစ်စောင်လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပါတယ်။ဗြိတိရှအထက်လွှတ်တော်အမတ် ပီပန်ကီဒရွန်ကအဲ့ဒီဥပဒေကြမ်းပြင်ဆင်ချက်ကိုလွတ်တော်မှာတင်သွင်းခဲ့ပြီးအဲ့ဒီဟာကိုထောက်ခံမဲ292မဲကန့်ကွက်မဲ125မဲနဲ့အတည်ပြုခဲ့ပါတယ်။အဲ့ဒီပြင်ဆင်ချက်အရအသုံးပြုမဲ့အမှုပညာလက်ရာအတွက်ဆိုင်းဆရာတွေကခွင့်ပြုချက်ပေးရမှာဖြစ်ပြီးဘယ်အချိန်ဘယ်သူကဘယ်အရာကိုယူငင်သုံးစွဲခဲ့တယ်ဆိုတာကိုပါ တွေ့မြင်နိုင်ရမှာဖြစ်ပါတယ်ခင်ဗျာ။ အခုနောက်ထပ်တစ်ပုတ်အနေနဲ့အာဖဂန်နစ္စတန်မှာစစ်တုရင်ကစားနေကိုတာလီဘန်အစိုးရကပိတ်ပင်လိုက်ပါတယ်။အပြည့်စုံကိုဆက်လက်ရှုစားကြပါရှင်။တာလီဘန်အာဏာပိုင်တွေဟာအာဖဂန်နစ္စတန်တဝန်းစစ်တုရင်ကစားနေကစားရာကိုတားမြစ်ပိတ်ပင်လိုက်တယ်လို့အာကစားရေးရာတာဝန်ရှိသူတယောက်ကမေလ17ရက်မှာပြောပါရယ်။ စစ်တူရင်ကစားနည်းဟာတာလီဘန်အစိုးရရဲ့ကျင့်ဝတ်ဆိုင်ရာဥပဒေအောက်မှာတရားမဝင်တဲ့လောင်ကစားရဲ့ရင်းမြစ်တစ်ခုဖြစ်တယ်ဆိုတော့စိုးရိမ်ပူပန်မှုတွေကြောင့်နောက်ထပ်တစုံတရာထောက်ပြန်မှုမထွက်ရှိမချင်းစစ်တူရင်ကစားခွင့်ကိုတာလီဘန်အစိုးရကပိတ်ပင်ထားမှာဖြစ်ကြောင်းသူကပြောပါတယ်။တာလီဘန်အစိုးရဟာ2021ခုနှစ်ကအာဏာရသွားပြီးနောက်နိုင်ငံမှာတင်းကျပ်တဲ့အစ္စလာမ်ရဲ့ဥပဒေကိုထင်ဟပ်တဲ့စီးမြင်ဥပဒေတွေကိုတစ်ခုပြီးတစ်ခုချမှတ်ပြဋ္ဌာန်းထားခဲ့ပါတယ်။ ရှာရီယာလို့ခေါ်တဲ့အစ္စလာမ်ရဲ့ဥပဒေမှာစစ်တရင်ကစားနည်းကိုလောင်ကစားခြင်းနည်းလမ်းတစ်ခုအဖြစ်ယူဆပါတယ်။လောင်ကစားမှုကိုအကြံကောင်းပြန်ပွားစေရည်နဲ့မကောင်းမှုတားစီရည်ဥပဒေအရတားမြစ်ပိတ်ပင်ထားပါတယ်လို့အာကစားရေးရာဦးစီးဌာနကပြောရေးဆိုခွင့်ရှိသူတယောက်ဖြစ်တဲ့ Actor Max Shawani က AFP ကိုပြောပါတယ်။စစ်တပ်ရင်အာကစားနဲ့ပတ်သက်ပြီးဘာသာရေးဆိုင်ရာဆင်ခြင်သုံးသပ်မှုတွေရှိပါတယ်လို့သူကပြောပါတယ် ဒေဆင်ချင်သုံးသပ်မှုတွေကိုကင်တွယ်ဖြေရှင်းလို့မပြီးမချင်းစစ်တွေ့ရင်ကစားနေကိုအာဖဂန်နစ္စတန်မှာဆိုင်းငံ့ထားမှာဖြစ်တယ်လို့သူကပြောခဲ့တာပါအမျိုးသားစစ်တွေ့ရင်ဖက်ဒရေးရှင်းဟာနှစ်နှစ်ခန့်အကြာတရားဝင်ပြိုင်ပွဲတွေကိုကျင်းပထားခဲ့တာမရှိကြောင်းနဲ့ခေါင်းဆောင်မှုပိုင်းဆိုင်ရာမှာပြဿနာတချို့ရှိခဲ့ကြောင်းသူကပြောပါတယ် ပြည်ရဲနှစ်တဲ့အတွက်မှာတရားဝင်မဟုတ်တဲ့အလွတ်တဘောစစ်တွေ့ရင်ပြိုင်ပွဲတွေကိုလက်ခံပြုလုပ်ပေးခဲ့တဲ့ကပူးမြို့ကကော်ဖီဆိုင်ပိုင်ရှင်အဇက်ဆူလာဂူဇာဒါကစစ်တွေ့ရင်ကစားမှုမှာလောင်ကစားမှုတစုံတရာပါဝင်ခဲ့ခြင်းမရှိလို့ညင်းဆိုပြီးတခြားသောမွတ်စလင်နိုင်ငံအများစုမှလည်းစစ်တွေ့ရင်ကစားနည်းကိုကစားကြကြောင်းမှတ်ချက်ပြုပါတယ် အခုတာလီဘန်အစိုးရရဲ့ဆိုင်းငံ့တာမြင်မှုကိုလေးစားလိုက်နာမှာဖြစ်ပေမဲ့အဲ့ဒါကမိမိရဲ့စီးပွားရေးလုပ်ငန်းအပြင်စစ်တပ်ရင်ကစားနေကိုနှစ်ချိုက်ခုံမင်းတွေအပေါ်ထိခိုက်စေလိမ့်မှာဖြစ်ကြောင်းသူကပြောပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုံရွှေဈေးစက်သုံးစီဈေးနဲ့စားအုံးစီဈေးတွေကိုတင်ပြပေးမှာပါ။ဒါတွေကိုတော့မစ္စမတရန်တာကိုမြတ်သူရာကအစူစီးတင်ဆက်ပေးထားပါတယ်ရှင်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်2100ကျပ်ပြင်ပပေါ့စဉ်4420ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1608.9ကျပ်ပြင်ပပေါ့စဉ်3409ကျပ် ဥရောပတရူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2336တသမ24ကျပ်ပြင်ပပေါင်စဉ်4925ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်62တသမ86ကျပ်ပြင်ပပေါင်စဉ်133တသမ3ကျပ်မလေးရှားတရင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်488တသမ8ကျပ်ပြင်ပပေါင်စဉ်1021ကျပ် ပေါ့စေးရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ58တိန်း1000ကျာပြင်ပပေါ့စေး84တိန်း9000ကျာစကားပဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ53တိန်း9325ကျာပြင်ပပေါ့စေး80တိန်း9000ကျာ ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါရွှေစည်းလုံးတွေဟာအချိန်နဲ့အမျှအပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစည်းလုံးတွေကတော့ဒီဇယ်လီတာကို2435ကျပ်၊ပရီမီယံဒီဇယ်လီတာကို2980ကျပ်အောက်တိတ်92လီတာကို2825ကျပ်အောက်တိတ်95လီတာကို2885ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှအပြောင်းလဲမှုရှိနိုင်ပါတယ်။ ။နောက်ဆုံးရစာအုပ်စီဈေးနှုန်းတွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6620ကျပ်၊ပြင်ပပေါက်စီ9500ကျပ်ပေါက်စီရှိပါတယ်။ဖော်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။မဇ္ဈမပရိုင်တိုင်းမဇ္ဈမတရင်အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါတရှွာပေးခဲ့ကြတဲ့ပြည်သက်တီအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုကျမကျူချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါ ။တမင်းစမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တင်လာနေကနေတောက်ကြနေအထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။